no party no party ပါတီမရှိအောင်ပွဲမရှိကျွန်တော်အားလုံးပဲမိင်္ဂလာပါခင်ဗျာ2 gauge corners ကနေအောင်ဆယ်ပရိသတ်တွေအားလုံးကိုပြန်လည်ပြီးတော့ကြိုးဆိုပါတယ် PSG နဲ့ Champions League Final ပထမကြောအင်ဝင်းပွဲမှာပါတီရဲ့တန်ဖိုးအာစတန်ပို့ပြီးတည်နာလေခဲ့ပြီဥရောပဘောလုံးလောကသုံးသပ်သူတွေကပါတီမရှိတာအာစတန်အတွက်ကြီးမားတဲ့ဆုံးရှုံးမှုဆိုပြီးတင်စားပါတယ်ပါတီမရှိလို့အာတီတာကနီးစတင်အပြောင်းလဲများစွာလုပ်ခဲ့ရတယ်တိုက်စစ်ကစားတာအသားကျနေမယ်ရီနိုကကွင်းလေပြန်ကူရတယ် ဒက်ကလန်ရိုက်စ်ကရီယယ်နဲ့ကွာတာဖိုင်နယ်ပွဲတုန်းကလိုတိုက်စစ်ကိုစိတ်လွတ်လပ်လို့လိုက်ပါပြီးတော့မကစားနိုင်ခဲ့ဘူးဒက်ကလန်ရိုက်စ်တိုက်စစ်မကူနိုင်တဲ့အခါအော်ဒီကန်နဲ့စာကားအသီးသန့်ဆန်သွားတယ်ဟန်ချန်ကြီးနဲ့တိုက်စစ်အစုဖွဲ့ပြက်စီးပြီးတော့ဘီအက်ဂျီလွှမ်းမိုးတာခံလိုက်ရပါတယ်ဒါဟာပါတီတက်ရောက်မှုပါပဲအော်ဒါချက်လက်တွေရပြီးခဲ့တဲ့နေရာဒီတွဲမှာအာဆွဲကပါတီမပေါ်ရင်ပဲကစားခဲ့တာ55ပွဲပါတီဝင်ကစားတာ52ပွဲရှိခဲ့ပါတယ်ပါတီကစားတဲ့ပွဲတွေမှာအာဆွဲ9ပွဲရာခိုင်နှုန်းက62ရာခိုင်နှုန်း ပါတီမကစားတဲ့ဘွဲတွေမှာနိုင်ဘွဲရာခိုင်နှုန်းက60ရာခိုင်နှုန်းရှိလို့နိုင်ဘွဲရာခိုင်နှုန်းချင်းတိတ်မကွာပါဘူး။ဒါပေမဲ့ပါတီကစားတဲ့ခါအာစတိတ်ကပေးကိုပိုနှဲသွားတယ်။တိုက်စစ်ခံစစ်ဟန်ကျန်ညီအောင်ပါတီကချိတ်ဆက်ကစားနေတာပါ။ပါတီကစားတဲ့50ဘွဲမှာအာစတိတ်က900ရာပိုနှဲပေမဲ့ခံစစ်ကိုတိတ်ပြီးတော့စိတ်ပူစရာမလိုခဲ့ပါဘူး။ရီယန်နဲ့ quarter final နဲ့ကြော်စလုံးမှာပါတီအကြောင်းသားဒက်ကလန်ရိုက်အစွမ်းပြနိုင်တာဖြစ်ပြီးတော့တိုက်စစ်ပိုပြီးထပ်မြန်လာတာပါ။ပါတီရဲ့အတွေ့အကြုံကလည်းအာစတိတ်တို့ကဖိုးတန်ပါတယ်။ ူကအတ္တတကိုအသေးနဲ့တူချန်ပီယံလိပွဲတွေများစွာဆင်နွှဲဖို့လို့အာစနယ်ကွင်းလယ်လူတွေထပ်အတွေ့အကြုံပုံများနေတာပါ PSG နဲ့ပွဲမှာပါတီးမရှိလို့စာကာလည်းဘောလုံးသိမ့်မရောက် PSG နောက်ခံလူမန်တက်စ်ရဲ့အလိုမပေးလူကတ်ကစားပုံကြောင့်စာကာရုံးကန်ရရချိန်မှာပါတီးရှိပြီးတော့ညာချမ်းထွက်ဖိအားပေးကစားမယ်ဆိုရင်အခြေအနေတမျိုးဖြစ်လာနိုင်ပါတယ်ပါတီးကအာစနယ်ခံစစ်တိုက်စစ်ဟန်ချက်ညီအောင်စွမ်းဆောင်နိုင်လို့ key player တွေစီဘောလုံးပေးပို့မှုလည်းလုပ်နိုင်တယ်ဒက်ကလန်ရိုက်စာပါတီးထပ်တိုက်စစ်အမြင်ကောင်းပေမဲ့ပါတီးလိုမျိုးဖြတ်အားလိုက်အားမရှိဘူး ပါတီကစားရင်အာစတင်အသင်းပေါ်ရရတဲ့ယုံကြည်စိတ်မျိုးဒက်ကလန်ရိုက်စ်မှာပေးနိုင်ပါဘူး။ပြန်ဘက်ကစားမတွေကို force play တွေနဲ့ဖိအားပေးတတ်တယ်။ဘောလုံးဆုံးဆုံးသွားချိန်မှာခက်မြမြန် cover လုံးနိုင်အောင်ပါတီရုံးပါတယ်။သူကလုံအားနှုံးတိကျတိတတ်တဲ့ short ထုတ်ဖြတ်ထုတ်မှုဖိအားပေးကစားဟန်ရီနဲ့ပြန်ဘက်ကိုတုံ့ပြန်တတ်တယ်။ကိုအသင်းဘောလုံးဆုံးဆုံးနေချိန်မှာပါတီကပြင်းပြင်းထန်ထန်ယုံကန်ပြီးတော့ကိုအသင်းပြန်လည်လွှမ်းမိုးကွင်းရအောင်ကစားတတ်ပါတယ်။စီဗီနဲ့ဖူဘတ်တွေကြားကနေရာလွတ်တွေကိုပါတီအလွန်မပေးတတ်ဘူး။ပြန်ဘက်အသင်းကကိုအေရီယာတွေတိုးဝင်ဖို့စူးစမ်းရင် စပေးတွေကိုအလွန်မပေးဘဲချောင်းမြောင်းနေသူပါတီနဲ့ရင်ဆိုင်လိုက်မယ်ဖူဘတ်တအူးကိုပြိုင်ဘက်ကကြော်ဖြတ်လိုက်မယ်ဆိုရင်ပါတီကလွတ်ထွက်သွားတယ်ပြိုင်ဘက်ကစားမအနာရောက်လာနိုင်အောင်ဟန်တားနိုင်အောင်ကြိုးပမ်းပါလိမ့်မယ်ပါတီကနေရာယူပုံကောင်းပုံသူလည်းဖြစ်ပြန်တယ်သူစီကလည်းခွန်အားသုံးကစားတာမြင်ရတယ်လို့ထပ်မြတ်တဲ့ position နဲ့ play ကိုလည်းခံစားနိုင်တယ်ဒါကြောင့်ပါတီရဲ့ဘောလုံးပြန်လဲလူနိုင်စွမ်းမြင်မာတာကိုကျွန်တော်မြင်တွေ့ခံစားနေရတာပါပဲဒီပိုင်းဟာပါတီရဲ့အထူးကျုံဆုံးရေးသွေးပါပဲခံစားကနေတိုက်စစ်အကူပြောင်းတာမဟုတ် ခန်းစစ်ကလည်းကစားကွက်ပြန်လဲတီဆောက်မှုအတွက်လည်းပါတီယာမှာရှိမှဖြစ်ပါပဲ။သူကဘောလုံးကိုင်းကစားရဲ့။သူကဘောလုံးနဲ့တူယုံကြည်ချက်ရှိရှိရှေ့ကိုဆွဲပြေးရဲ့။ပါတီရဲ့တန်ဖိုးက PSG အသင်းနဲ့ပွဲမှာပို့ပြီးတော့တိတာကိ။ဒုတိယကြောပါတီပြန်ပါလာချိန်မှာအာစတန်ဖိုင်နယ်တက်ရောက်ခွင့်မျှော်လင့်ချက်ပြန်ပြီးလင်းပလာနိုင်ပါလေ။ဟုတ်ကဲ့ပါဒီဘက်ကတော့ပါပဲများဆိုတော့ဒုတိယကြောမှာပါတီပြန်ပါလာမယ်ဆိုတာနဲ့အတူပဲကျွန်တော်ဘယ်လိုမျိုးမျှော်လင့်ထားနိုင်မလဲ။ကဲနာတို့ကောမန်လေးရေးပေးခဲ့ပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။